ရသခင်ယေရှုကိုချီးမွမ်းပါတယ်။ကျောင်းနှုတ်ကပတော်အဖြစ်သူတို့ကဆင်ခြင်ခွန်အားပေးရန်အတွက်ဟေဘဲဩဝါဒစာခန်းကြီး30အပိုင်ငယ်38မှ39ဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်။သို့တော်လည်း၍လျော့လင်ငါစိတ်ဝိညာဉ်သည်ထိုသူကို အားရနှစ်သက်ခြင်းမရှိဟုဘုရားသခင် အမိန့်တော်ရှိ၏။ငါတို့မူကားပျက်စီးခြင်းသို့ရောက်အံ့သောငါ၍လျော့သောသူမဟုတ် စိတ်ဝိညာဉ်သည်ကဲတင်ခြင်းသို့ရောက်အံ့သောငါယုံကြည်တော်သူဖြစ်ကြ၏ကျွန်တော်ဒီနေ့ကဘတ်တော်မှာအပါကိုဖော်ပြလဲဆိုရင်တော့ဘုရားသခင်ကိုယုံကြည်တဲ့ဖြောင့်မတ်တော်သူဟာယုံကြည်ခြင်းအပြင်အသက်ရှင်ဖို့ဖြစ်တယ်။နေ့စဉ်သက်တာထဲမှာကျွန်တော်သက်တာမှာယုံကြည်ခြင်းနဲ့ရှောက်လန်းဖို့ဖြစ်ပါတယ်။သို့တော်လည်းကျွန်တော်တို့ကရွေးလျော့သွားမှဆိုရင်အာရုံစိတ်ပြတ်သွားမှဆိုရင်ဘဝကြီးကိုစိတ်တကြစိတ်ပြတ်ပြီးတော့ဖြစ်တယ်လို့နေလိုက်မှဆိုရင်ဘုရားသခင်ကိုမမျှော်လင့်တော့ဘူးယုံကြည်ခြင်း မရှိတော့ဘူးဆိုရင်ဖရာသခင်ကကျွန်တော်တို့ကိုအာရနှစ်သက်ခြင်းမရှိဘူး။ဒါကြောင့်မို့တဲ့ငါတို့မူကပျက်စီးခြင်းသို့ရောက်အပ်သောငါရွေးလျော်တော်သူမဟုတ်ပါဘူး။စိတ်ဝိညာဉ်သည်ကယ်တင်ခြင်းသို့ရောက်အပ်သောငါယုံကြည်တော်သူဖြစ်ကြ၏။ကျွန်တော်တို့ကယုံကြည်တော်သူဖြစ်မယ်ဆိုရင်ဖခင်ရဲ့ကယ်တင်ခြင်းမဆာခြင်းကောင်းကြီးမင်္ဂလာကိုခံစားရမှာဖြစ်ပါတယ်ကျွန်တော်ဘုရားတက်တာတိုင်းမှာဘယ်အရာကကျွန်တော်ရဲ့ပန်းနိုင်တယ်လွှဲချော်စီတာလဲ ဘယ်ဖြစ်ပြက်ဘယ်အရာကကျွန်တော်တို့ပန်းနိုင်ကိုမရောက်အောင်အတားဆီးဖြစ်စေတာလဲဘယ်အရာကမှဘုရားသခင်တင့်အတွက်သတ်မှတ်ထားတဲ့ပန်းနိုင်နဲ့လွဲချော်အောင်မလုပ်နိုင်ပါဘူးဘယ်သူကမှတင့်ရဲ့ပန်းနိုင်ကိုလွဲချော်အောင်မလုပ်နိုင်ပါဘူးဘယ်ဖြစ်ပြက်ကမှတင့်ကိုတားဆီးလို့မရပါဘူးဘုရားသခင်ကတင့်ရဲ့ပန်းနိုင်ကိုရောက်အောင်ပို့ဆောင်ပေးမယ်ဘုရားရှင်ဖြစ်ပါတယ်တို့ရတွင်တင့်ရဲ့ပန်းနိုင်နဲ့လွဲချော်အောင်လုပ်နိုင်တာကတင့်ကိုယ်တိုင်ပဲဖြစ်ပါတယ် ဘုရားသခင်ပို့ဆောင်မဲ့ပန်းတိုင်ကို မရောက်ဖို့ရန်အတွက်သင်ကိုယ်တိုင်ပဲဖြည့်ဆည်းပြလို့ရပါလေ။ဘယ်ဖြစ်ပြက်ဘယ်အရာဘသူကမှသင်ပန်းတိုင်ကိုလွှဲချော်အောင်မလုပ်နိုင်ဘူး။ဘုရားသခင်သင်အတွက်သတ်မှတ်ထားတဲ့ပန်းတိုင်ကိုသင်ကိုယ်တိုင်ပဲလွှဲချော်အောင်လုပ်နိုင်တာဖြစ်ပါလေ။သင်သက်တော်တဲ့မှာယုံကြည်ခြင်းမရှိတော့ဘူး။ဘဝကြီးကိုခါသီးသွားပြီ။ဘဝကိုစိတ်ပြတ်သွားပြီဆိုရင်တော့ဘုရားသခင်သင်အတွက်ထားတဲ့ပန်းတိုင်နဲ့သင်ကလွှဲချော်သွားမှာဖြစ်ပါလေ။ ဘုရားသခင်ကသင်ရဲ့ပန်းတိုင်ကိုရောက်အောင်ပို့ဆောင်မဲ့ဘုရားဖြစ်တယ်။သင်ဘဝမှာကြုံတွေ့ရမယ့်အခက်အခဲအတားအဆီးတွေကိုဖြတ်ကျော်နိုင်ဖို့ဘုရားကမဆံဖြစ်ပါတယ်။အခက်အခဲတွေမတွေ့ကြုံဖို့ဘုရားကမလုံဆောင်ပါဘူး။အခက်အခဲတွေကိုတွေ့ကြုံရမှာဖြစ်ပါတယ်။တို့ရတွင်ကြော်ဖြတ်နိုင်ဖို့အတွက်ဘုရားကကူညီမဆံပေးမှာဖြစ်ပါတယ်။ဒါကြောင့်မို့ဘုရားသခင်ကသင်အတွက်သတ်မှတ်ထားတဲ့ပန်းတိုင်ကိုဘယ်အရာကမှတားဆီးလို့မရပါဘူး။သင်ကဖြစ်နိုင်ခြေမရှိတော့ပါဘူးဆိုပြီးတော့လက်လျှော့လိုက်ရင်တော့ သိရင်ပန်းနိုင်တယ်လွဲချော်သွားမှာဖြစ်ပါတယ်ဘဝဆိုတာကျွန်တော်တို့ထင်တယ်လို့အမြဲဖြစ်လာမှာတော့မဟုတ်ပါဘူးအကောင်းဆုံးနိလန်းကိုဖခင်ကသိပါတယ်ဖြစ်နိုင်ခြင်းနဲ့လို့သင်ကမကြိုးစားတော့ဘူးအိမ်မက်ယူပါုံနေမထားရှိတော့ဘူးမမျော်လင့်တော့ပါဘူးဖခင်ကိုမယုံကြည်တော့ဘူးဖခင်ရဲ့တတ်နိုင်မှုတွေကိုသင်ကမယုံတော့ဘူးဆိုရင်သိရင်ပန်းနိုင်တယ်လွဲချော်သွားမှာဖြစ်ပါတယ်ဘဝမှာဖြစ်နိုင်ခြင်းမရှိတော့ဘူးဆိုပြီးတော့စိတ်ဓာတ်မကျလိုက်ပါနဲ့ယုံကြည်ခြင်းကိုမရက်တန့်လိုက်ပါနဲ့ ဖြစ်နိုင်ကြီးကတုံညရာဂိုင်းလုံးဆိုရင်တော့ဖះကတတ်နိုင်ပါလေဖះကသင်ရဲ့အခြေအနေတွေအားလုံးကိုပြောင်းလဲပြစ်နိုင်ပါလေဤသူတွေကလူမျိုးတွေကိုအဲဂုတုပီကနေပြီးတော့မောရှိဥဆောင်ခြင်းအဖြစ်ဖះသခင်ကခေါ်ထုတ်တဲ့အခါမှာအတားအဆီးတွေများစွာကိုဖျက်ချော်ရပါလေအင်မတန်ခက်ခဲပါလေပထမဆုံးတားဆီးရတော့ဖာရောဘင်ကိုယ်တိုင်ပဲဖြစ်တယ်ဖာရောဘင်ကသူတို့ကိုထွက်မသွားဖို့အတွက်နှီးပေါင်းစုံနဲ့တားဆီးပါလေတို့ရတွင်ဖះသခင်ကနမိတ်လက္ခဏာ၁၀မျိုးပြုတ်လုပြီးတော့ ဖာရောဘင်ဘလို့မှတားဆီးလို့မရအောင်ဖခင်ကလှုပ်လိုက်တယ်။ဒါကြောင့်မို့ခါနန်ပြည်ကိုမရောက်ဖို့ရန်အတွက်ဖာရောဘင်ကတားဆီးတော်ညာလဲဘလို့မှတားဆီးလို့မရဘူး။ဖာရောဘင်လက်ကနေလွတ်လာတဲ့အခါမှာလဲတဘာဝဖြစ်တဲ့ပင်လယ်နီးရအရှိမခံနေတယ်။အဲ့ဒီတဘာဝတရားကလဲဣသရေလလူမျိုးတွေကို တားဆီးလို့မရပါဘူး။ဖခင်သခင်ကအဲ့ဒီအခက်ခဲတွေကိုဖယ်ရှားပေးတယ်။ထွက်မြောက်အောင်လမ်းကိုပြင်ဆင်ပေးတယ်။ ပင်လယ်လယ်မှာလမ်းကိုဖြစ်စေပြီးတော့တစ်ဖက်ကိုကူးသွားရတဲ့ခွင့်ကိုဖះကပြင်ဆင်ပေးပါတယ်ပင်လယ်နီးတဘာဝရဲ့အတားအဆီးတွေကိုလည်းဖះကဖြတ်ကျော်နိုင်ဖို့ပြင်ဆင်ပေးပါတယ်ဤပြည်လူမျိုးတွေတော်ထဲမှာရန်သူတွေရဲ့တားဆီးခြင်းတွေအမျိုးမျိုးကိုခံရပါတယ်ဘယ်အတားအဆီးကမှခါနန်ပြည်ကိုမရောက်နိုင်အောင်မလုပ်နိုင်ပါဘူးဖာရောဘင်းကလည်းမလုပ်နိုင်ဘူးပင်လယ်နီကလည်းမလုံနိုင်ဘူးတောထဲမှာကြုံတွေ့ရတဲ့စောင်းဝတ်နေရေးပြဿနာရန်သူတွေရဲ့တားဆီးမှုတွေကလည်းခါနာပြေမရောက်အောင်မလုံနိုင်ပါဘူး ဖယားသခင်မှာနီလန်းရှိပါလေဖယားကဖြတ်ကျော်စေနိုင်မှုအတွက်ဣသရေလလူမျိုးတွေကိုကူညီမစားပါနဲ့တို့ရတွင်အတားဆီးကပါလဲဆိုရင်တော့ဣသရေလလူမျိုးတွေကိုယ်တိုင်ပဲဖြစ်တယ်မောရှိကခါနပြည်နယ်နမိတ်မှာတရှု12ယောက်ကိုအဲ့ဒီခါနပြည်တဲကိုဆေးလွတ်လိုက်တယ်ပြန်လာတဲ့အခါမှာ10ယောက်ကမဖြစ်နိုင်ဘူးဖြစ်နိုင်ကြီးကတုံညရာဂိုင်းတော့မယ်ဘလို့မှမဖြစ်နိုင်ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီမှာနေတဲ့လူတွေကအာနကလူမျိုးတွေအင်မတန်ကြီးမားတယ် ဒါကဖယားသခင်ပေးတဲ့ခါနန်ပြည်ဆိုတာဘလို့မှမဖြစ်နိုင်ပါဘူးအဲ့ဒီဆေယောက်ရဲ့မကောင်းတဲ့သတင်းစကားတွေအနှုတ်လက္ခဏာစကားတွေကဣသရေလလူမျိုးတွေပေါ်မှာလွှမ်းခြုံသွားပြီးတော့စိတ်ပျက်စေတယ်မယုံကြည်မှုကိုဖြစ်ပေါ်စေတယ်ဖယားသခင်ပေးမယ်ဆိုတဲ့အရာကိုမယုံကြည်တဲ့အခါမှာသူတို့ကရှေ့ဆက်မသွားတော့ပဲနဲ့အေဂုတုကိုပြတ်လှဲ့ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်တကယ်တော့ခါနန်ပြည်ကလက်တကမ်းလိုမှဖြစ်တယ်မိမိပဲကြံတော့တယ်ယုံကြည်ခြင်းနဲ့သိမ့်ပိုက်ဖို့ပဲရှိပါတော့တယ် တို့ရတွင်ယုံကြည်ခြင်းစိတ်ပြတ်ပြီးတော့ရွေးလျော်ဖောက်ပြန်ပြီးတော့အေဂိုတူကိုပြန်မယ်လို့ဆုံးဖြတ်တဲ့ခါမှာသူတို့အားလုံးတောထဲမှာနှစ်ပေါင်း40လဲပြီးတော့သိဆုံးသွားတယ်။အသက်20ယောက်ကလေးတွေရဲ့ယုံကြည်ခြင်းရှိတဲ့ယောရှုနဲ့ကာလတ်ရဲ့တောထဲမှာမွေးဖွားတဲ့အသက်တော်မျိုးဆက်တဲ့ရဲ့သားခါနန်ပြည်ကိုဝင်ခွင့်ရပါတယ်။ဒါကြောင့်မို့ခြေသုံးယောက်စီတိုင်းဘေးရာကမှသင်ရဲ့ပန်းနိုင်ကိုမတားဆီးနိုင်ဘူး။ဘေးရာကမှသင်ပန်းနိုင်နဲ့လွဲချော်သွားအောင်မလုပ်နိုင်ပါဘူး။ ဘုရားသခင်သင်တွက်ထားတဲ့ပန်းနိုင်ကိုသင်ကိုယ်တိုင်ပဲဖြည့်ဆည်းပြနိုင်တာဖြစ်ပါတယ်။ဒါကြောင့်မို့သင်ရဲ့အသက်တာထဲမှာဖြစ်နိုင်ကြေကတုံညရာဂိုင်းလုံးဆိုရင်တော့ဘုရားသခင်ကအခြေအနေတွေအားလုံးကိုပြောင်းလဲပြနိုင်ပါတယ်။ဘုရားသခင်တတ်နိုင်ပါတယ်။အီးဗီယာလူမျိုးတွေအတားစီကဖာရောလည်းမဟုတ်ပါဘူး။ပင်လယ်နီလည်းမဟုတ်ပါဘူး။တောရဲကရန်သူတွေလည်းမဟုတ်ပါဘူး။သူတို့ကိုယ်တိုင်ပဲဖြစ်တယ်။သူတို့စိတ်ထဲမှာယုံကြည်ခြင်းမရှိတဲ့အခါမှာလက်လျှော့လိုက်တဲ့အခါမှာဘုရားသခင်ကိုဆက်လက်ပြီးတော့မမျှော်လင့်တော့တဲ့အခါမှာ သူတို့ရဲ့တရားထဲမှာဖျားသခင်ပြင်ဆင်ထားတဲ့ပန်းနိုင်နဲ့လွှဲချော်ခဲ့တယ်ဆိုအကြောင်းကိုတွေ့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်ရဲ့တရားထဲမှာအခြေအနေတွေကဖြစ်နိုင်ကြေတုံညာရကိုင်းတော့ဆိုရင်တော့ဖျားသခင်ကိုယုံကြည်ပြီးတော့သင်ကနေ့ရက်ရှင်တိုင်းမှာအသက်ရှင်မယ်။ဖျားသခင်ကိုမျှော်လင့်ပြီးတော့သင်ကရှေ့ဆက်သွားမယ်ဆိုရင်သင်ရဲ့အသက်တာမှာဖျားပြင်ဆင်ထားတဲ့ပန်းနိုင်ကိုရောက်ရှိမယ်ဆိုတဲ့အကြောင်းကိုဝင်ကားပါတယ်။အားလုံးပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ။